UFC မှာခြေလမ်းကျကျနဲ့အောင်မြင်မှုတွေတင်ပိုက်လာတဲ့ဘရာဇီးက Fighter Nank အဖွဲ့ UFC မှာလူသူတိတ်ပြီးတော့မတိသေးတဲ့ဘဝကနေပြီးတော့အဖွဲ့စည်းလိုက်စစ်စစ်လုံးလုံးနဲ့ချန်ပီယံတွေဖြစ်လာနိုင်လောက်တဲ့အထိစုံမိုးထားတဲ့အဖွဲ့ဆိုရင်ခါဘီတိုအဖွဲ့ဒါဂစ္စတန်အုပ်စုကိုပဲပြင်းမြင်မိလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့အခုအချိန်မှာတော့ခါဘီတိုအုပ်စုတင်မဟုတ်တော့ဘရာဇီးသားတွေကြီးပဲစုဖွဲ့လေ့ကျင့်ထားတဲ့ Fighting Ness ဖွဲ့ပါရှိလာပြီဒီနေရာမှာ NERD ဆိုတဲ့စကားလုံးကတခုခုကိုယွယွတ်တွတ်ဆွဲဆွဲမြဲမြဲလှုပ်တက်တဲ့သူတွေကိုဆိုလိုတာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်ကစာသင်ခန်းတွေထဲမှာမှန်ကြောင်လေးတွေနဲ့စာချဘိုးတွေလို့ခေါ်တဲ့အကောင်မျိုးတွေကိုဆိုလိုတာပါ UFC ပွဲတီထဲမှာတိတ်ပြူပတ်ထားတဲ့ဂိုင်းကြီးကြီးမျက်မှန်ကိုစွတ်ပြီးတော့အောင်ပွဲခံနေတဲ့ fighter ကိုတွေ့ရင်အဲ့ဒါ Fighting Net Club ကပါကလပ်ကို2014ခုနှစ်လက်ရှိ UFC Middleweight Fighter ဖြစ်တဲ့ ဘိုဟဲရိုနဲ့နီးပြဖြစ်သူစကူပီရာရိုကနှစ်ဦးတည်းနဲ့ကိုတူကိုထတီထောင်ခဲ့တာပါမြို့လေးကတော့ဆော့ပိုလိုမြို့ပေါ်မှာမထင်မရှားဖိုင်တင်ဂျင်လေးတစ်ခုကနေပြီးတော့စတင်ခဲ့ပါတယ်စားထောင်ဂါဇာကကွန်ဘက်ကလပ်ဆဟူဖော်လိုလို့ခေါ်တဲ့နာမည်နဲ့ပါအဖွဲ့ရဲ့ပဲကန်ရှင်လည်းဖြစ်အခုလည်းခေါင်းဆောင် နီးပြလုပ်နေတဲ့စကူပီရာကမွေထိုင်းတဲ့ပေါင်စင်ကစားသမားဟောင်းပါကစားသမားဘဝမှာမအောင်မြင်ခဲ့ပေမဲ့ striking နေစနစ်တွေနဲ့ပတ်သက်လို့ကျွမ်းကျင်ပြီးတော့သူများနဲ့မတူတဲ့ shoot down ကနေပြီးတော့ idea အသစ်တွေထုတ်တတ်တယ်။သူတပည့်တွေနဲ့ထိုးမယ်ပြိုင်ဘက်တွေရဲ့အားနည်းချက်အားသာချက်တွေကိုတိတိကျကျ analysis လုပ်ပြီးတော့အနိုင်ယူနိုင်လောက်တဲ့ game plan ကိုတိကျဆွဲလို့ရှိတယ်။ final club မှာယခုလက်ရှိ striking နဲ့ MMA ဘိုင်းမှာ scoopira နဲ့ wyn MMA fighter flavio evaro wesley နဲ့ bjj ဘိုင်းမှာ ufc fighter ဟောင်း damian maya နဲ့ wakana moto တို့ကအဓိကနှိပြတွေဖြစ်ဆောင်ရွက်နေကြတယ် လက်ရှိကလပ်အဖွဲ့ဝင်ဖိုက်တာအကုန်လုံးကိုမစိုးလိုပေမဲ့အမေရိကန် ဖိုက်တာတွေကဝိတ်တန်း၄ခုမှာလက်ဆန်းပြနေတဲ့ဖိုက်တာ၄ယောက်ရှိပါတယ်သူတို့အားလုံးရဲ့တူညီနေတဲ့အချက်က UFC ကို TWCS လို့ခေါ်တဲ့ Dana White Contender Series ကနေပြီးတော့တစ်ဆင့်ဝင်ရောက်လာကြတဲ့လူတွေကြီးပဲသူတို့တွေကတော့ခေါင်းဆောင်ဖြစ်တဲ့ Middleweight Fighter Cairo Boero နဲ့ Welterweight Dan Fighter Carlo Prates နဲ့ Lightweight Dan Fighter Mauricio Rufi နဲ့ Featherweight Dan ကဂျင်းစေးပါတော့ပဲဖြစ်ပါတယ်နံပါတ်1 Carlo Boero fighting net club ကိုတီထောင်သူလည်းဖြစ်တယ်။ကိုရိုင်းကလည်း fighter တယောက်ဖြစ်တဲ့ Kaiho Bohero က UFC နဲ့2021မှာစာချုပ်ထုတ်ခဲ့ပြီးတော့အဖွဲ့ထဲမှာအစောဆုံးထိုးတက်ခွင့်ရရှိခဲ့တဲ့ fighter ပါ။ professional မှတ်တမ်းအနေနဲ့18ပွဲထိုးထားပြီးတော့18ပွဲ9 တပွဲပဲရှုံးထားတဲ့ရလနဲ့ UFC မှာခုနှစ်ပွဲထိုးခုနှစ်ပွဲလုံးကိုအနိုင်ရထားပြီးတော့လက်ရှိ Middleweight တန်းရဲ့အဆင့်6နေရာမှာရှိပါတယ်။ Boero ကဘဲခင် Southpaw Fighter ဖြစ်ပြီးတော့ Striking Bind နဲ့ Ground Bind မှာထိပ်တန်းအဆင့်ရှိတယ်။ Featherweight တန်း မူဆာအီလိုရက်နဲ့ပွဲမတိုင်ခင်တိပွဲအတွက်မှာပြန်ပတ်တီးရဲ့အားနည်းချက်ကိုသုံးသပ်ပြီးတော့နိုင်ခွက်ကိုရှာနိုင်ပြီးတော့အနိုင်ယူတတ်တဲ့အချူမြင့်ဖိုင်တာတူလည်းဖြစ်တယ်တဖက်မှာတော့ပြိုင်ဘက်တွေကိုပွဲမဖြတ်နိုင်ဘဲနဲ့အမှတ်တွေနဲ့ကြီးပဲနိုင်ပွဲဆက်နေတာကြောင့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုလည်းထင်သလောက်မရခဲ့ရဘူး MMA စထိုးကစားမှာ grappling background ပဲရှိတယ်ဘိုဟာရိုကို နီးပြဖြစ်သူ စုကူပါရာကပဲ striking ဘိုင်းကိုထိတ်တန်းအဆင့်ထိရောက်အောင်လေ့ကျင့်ပေးခဲ့လို့တပွဲထက်တပွဲတိုးတက်လာခဲ့တဲ့ Ohio ကသူ့ရဲ့နောက်ဆုံးပွဲနှစ်ပွဲမှာ Paul Crash ကိုအလဲထိုးခဲ့ပြီးတော့ Jared Cannonia ကိုလည်းပွဲတွင်းမှာပဲ KO ကြောင်းအောင်ထိုးနိုင်ခဲ့ပါတယ်။လက်ရှိမှာ Middleweight Champion Duplessis ဒဏ်ရာရသွားတဲ့အတွက် Hamzat Chimaev နဲ့ Jared Phat Champion လူပွဲတည်ပေးဖို့တကြီးဒေနာကိုတောင်းဆိုထားပါတယ်။နံပါတ်1 Carlo Bradas Welterweight Fighter Carlo Bradas က2022ကုန်ပိုင်းမှာ UFC ကို DWCS ကပဲတစင်ဝင်ရောက်လာတဲ့ fighter ဖြစ်တယ်။ UFC မှာလေးဘွဲထိုးထားပြီးတော့ပြိုင်ဘက်တွေကိုအလဲထိုးထားပြီး welterweight တန်းရဲ့အဆင့်73နေရာမှာရှိနေတယ်။ Pratas အနေနဲ့ပွဲတိုင်း bonus တွေကြီးပဲသိမ့်ပိုက်ထားနိုင်တဲ့အတွက်ကြောင့်မလို့ဒုတိယ Justin Gaethje လို bonus skin အောင်ဖြစ်နေတာပါ။ Professional ပွဲမှတ်တမ်းအနေနဲ့က22ပွဲနိုင်တယ်။6ပဲရှုံထားပြီးတော့16ပဲအထိအလဲထိုးထားရတဲ့ကြောင့်မလို့ KO rate အရန်မြင့်ပါတယ်။ကိုတိုင်ကဆော့ဘောဖိုင်တာဖြစ်တာနဲ့အညီ မွေထိုင်း background နဲ့လာတဲ့ Carlo Prates ရဲ့ striking skill ကအရန်ကိုမြင်လို့သူ့ပွဲတွေကဖျော်ဖြေရေးအရန်ဆန်နေသူ့ရဲ့ဘယ်ဖြောင်းလက်သည်ချိန်သားကိုက်တိုက်နိုင်တဲ့ဒူးနဲ့အားပါတဲ့ဘယ်ချေကန်ချက်တွေကိုပြိုင်ဘက်တွေကလွတ်အောင်ရှောင်းနိုင်ဖို့ခက်ခဲတယ်။ Carlos ကငယ်လေးတည်းကဆက်လက်အရန်ကြိုက်ပြီးတော့အရက်လည်းအရန်ကြိုက်ခဲ့တဲ့ဘဲပါ။အင်တာဗျူးတစ်ခုမှာသူကတနေ့ကို secret 9လိပ်ကနေပြီး10လိပ်ထိတောက်ပါတယ်တဲ့။ 2023ထိုးပွဲတစ်ခုမှာပြိုင်ဘက်ကိုအလဲထိုးပြီးတန်တကာပေါ်ပြေးတက်ပြီးတော့ဝီစကီပလင်းကိုဒီတိုင်းမော့တော့ပြီးတော့အောင်ပွဲခံခဲ့တဲ့တကယ်ရှက်ကီဘဲတယောက်ပါအခုလာမယ့် UFC Final မှာ Ireland Fighter Ian Gary နဲ့ခေါင်ပွဲထိုးတက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Final ရဲ့စကေးတွေကိုအပြောဟုတ်မဟုတ်စောင့်ကြည့်အားပေးလို့ရတယ်ပွဲကြုံသုံးသပ်ချက်ကတော့ကျွန်တော်တင်ပေးပြီးဖြစ်ပါတယ်နံပါတ်3 Maricelo Ruffy လိုင်းဝေးဖိုက်တာဘာရီစီလိုရူဖီကလည်း2023နှစ်ကုန်ပိုင်းမှာလုတ်တဲ့ DWCF ကနေပဲ UFC ကိုဝင်ရောက်လာတယ်လို့ဖြစ်ပြီးတော့လက်ရှိမှာ၃ပွဲထိုးထားပြီးတော့၃ပွဲလုံးနိုင်ထားတယ်။ Overall record အနေနဲ့ကတော့12ပွဲနိုင်2ပွဲရှုံး17ပွဲကိုအလဲထိုးထားတဲ့တကြောင်မလို့ဖွဲ့ဝင်နေကြမှာ KO rate ကအမြင့်ဆုံးမှာ auto down ညာခင်းဖြစ်ပြီးတော့ ဘောက်စင်နဲ့ကမ္ဘောဒီးယားနောက်ခံရှိရတဲ့အတွက်ကြောင့်မလို့ကစားဟန်ကပရိသတ်အကြိုက် striking အသားပေးကစားသမားဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးပွဲမှာ Bobby Green ကို spinning wicket ကနဲ့လှလှပပပွဲသိမ်းပြီးတော့ပရိသတ်ရဲ့တတိထားမိခြင်းကိုစားခံလာရတယ်။လက်ရှိမှာတော့အစစ်မချိတ်သေးပေမဲ့ကစားဟန်ဆွဲဆောင်မှုရှိရတဲ့အတွက်ကြောင့်မလို့မကြခင်မှာလည်းထိတ်တိုင်းပိုင်းကိုရောက်ရှိလာနိုင်ဖို့များတယ်။နံပါတ်၄ဂျင်းစေးပါ ဖန်တာဝိတန်းဖိုက်တာဂျင်စီဘာအကြောင်းကိုတော့ဟိုတလောကမှာကျွန်တော်တင်ထားတဲ့ဗီဒီယိုမှာပြောပြီးဖြစ်တယ်။ဒါကြောင့်မလို့တိတ်ပြီးတော့ထပ်ပြီးတော့မပြောပြတော့ဘူး။တိတ်မကြခင်မှာထိပ်ပိုင်းကိုရောက်ရှိလာမဲ့ဖိုက်တာဖြစ်ပါတယ်။ Overall အနေနဲ့သုံးသပ်ရရင် Brazil Fighting Net Club ရဲ့အမာကန်ဖိုက်တာတွေက UFC စတိုးကတဲ့ကကိုချင်ဒီတပွဲမှမရှုံးသေးပဲနဲ့နိုင်ပွဲတွေကြီးဇက်တိုက်ရရှိနေခဲ့တယ်။ကာဗီတိုတာကစ္စတန်အဖွဲ့နဲ့မတူတဲ့အချက်ကသူတို့အားလုံးကနိုင်ရင်ပြီးရောဆိုပြီးတော့မကစားတတ်ဘူး။ ပရိသတ်အကြိုင် striking အသားပေးကစားတတ်ကြပြီးတော့အလဲထုံးနဲ့နိုင်ရင်နိုင်မဟုတ်ရင်ချုပ်ကွက်တင်နဲ့တတ်နိုင်တလောက်တော့ယတပြပြဝဝပေးပြီးတော့အနိုင်ကြီးရရှိထားကြတယ်။နေပြဖြစ်သူစုကူပီရာနဲ့ကစားသမားတွေရဲ့ကြိုးစားမှုကြောင့်2024ခုနှစ်မှာစုစုပေါင်း9ပွဲ17ပွဲရခဲ့တဲ့အတွက်ကြောင့်မလို့ War MMA Award ကပေးတဲ့စုအပြင် MMA Junkie တို့ကပေးတဲ့ Gen of the Year စုကိုပါရရှိခဲ့တယ်။ဆိုတော့အခုဆိုရင် Fighting Net ကနေပြီးတော့ လက်ရှိ UFC မှာထိုးတက်နေတဲ့ကစားသမားတွေအောင်မြင်မှုရရှိနေသလိုပဲစာချုပ်မရသေးတဲ့ရပုံးသီးလေးတွေလည်းကြံနေသေးပြီးတော့သူတို့ကိုလည်းနောက်နှစ်ပိုင်းတွေမှာတွေ့မြင်ရဖို့ရှိတယ်ဆိုပြီးတော့နီးပြစကူပီရာကပြောထားပါတယ်ဒါလို့ဆိုရင်ဘရာဇီးနိုင်ငံကနေပြီးတော့နာမည်ကြီးလာတဲ့ Fighting Net အဖွဲ့ကိုတင်းတင်းတလောက်တော့တည်ပြီလို့ထင်ပါတယ်။နောက် UFC ပွဲတွေအလဲမှာတိတ်ပြုံနဲ့ပတ်ထားတဲ့ဂိုင်းကြီးကြီးမျက်မှန်နဲ့ဝတ်ထားတဲ့ fighter တွေကိုတွေ့ရင် ပွဲချမ်းမှုတေချာတလောက်ရှိနေတဲ့အတွက်ကြောင့်မလို့အာရပါရအားပေးလို့ရပါပြီ။ဟုတ်ကဲ့ကျွန်တော်ညောတာပါ။ channel MS ဆက်ရပါ။တတ။ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ